တည်ဆုံးခဲ့တဲ့ဝန်ထမ်းစီကနေခွန်တိုင်မှုဆောင်ရွက်စာရန်တွေလမ်းတောင်းခဲ့တဲ့ထိုင်းဝမ်ခီးတဲ့တင်လေကြောင်းလိုင်းတစ်ခုကအဲ့ဒီအမောအထွက်ပြန်တောင်းပန်ခဲ့ရပါတယ်။ Eva လေကြောင်းလိုင်းရဲ့အသက်34နှစ်ရွယ်လေးရမယ်သူဟာအလောက်ခွင်မှာနေထိုင်မကောင်းဖြစ်လာရကအစေးရုံတက်ခရပြီးအခုလာစမ်းပိုင်းမှာကွယ်လွန်ခဲ့ပါတယ်။မီဒီယာတွေကစွန်လို့သာမျိုးရိုးနာမည်ဖော်ပြခဲ့တဲ့အမျိုးသမီးဟာမတန်တဆအလောက်ထံပြရကအသက်ဆုံးရှုံးခဲ့ရတာဖြစ်နိုင်ကြောင်းထင်ကြေးတွေပြန့်နှံ့နေပြီးအဲ့ဒီကိစ္စအပေါ်လူမှုကြောင်းမှာဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီလိုထိလွယ်ရှောက်လွယ်အခြေအနေမျိုးမှာမောက်လေချောင်းလိုင်းကအစွန်ရဲ့ဖုန်းတွေကိုသူခွင့်ယူခဲ့တဲ့ကာလတုန်းကအစေးရုံတက်ခဲ့တယ်ဆိုတာမှန်ကန်ကြောင်းစာရွက်စာတမ်းအထောက်အထားတွေတင်ပြဖို့ message ပို့ခဲ့တာဖြစ်ပါတယ်အဲ့ဒီ message ကအစွန်ကွဲလွန်ပြီးရပ်ပိုင်းအကြောင်းမှရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒါဟာလေကြောင်းလိုင်းရဲ့လူအရင်းမြစ်စီမံခန့်ခွဲရေးဌာနကစီစစ်မှုအားနည်းချက်ကြောင့်ကြုံခဲ့ရတဲ့အမှားအယွင်းလို့ယုံကြည်ရပါတယ်။ဒါပေမဲ့ငကိုကလေးကလူတွေစိတ်ဝင်စားနေတဲ့ပြဿနာတစ်ခုကမှအခုလိုမျိုးတေးသူစီကဆာရွက်စာတမ်းလှမ်းတောင်းတဲ့အထိ ထပ်ပြီးလွဲခဲ့တဲ့အခါမှာတော့ကိစ္စတွေကပိုပြီးရှုပ်ထွေးကုန်ပါတယ်။အခုခါမှာတော့လေချောင်းလိုင်းကအစွန်သေးဆုံးမှုအတွက်အထူးဝန်နဲ့ကြေကွဲချောင်းနဲ့စာရွက်စာတမ်းလှမ်းတောင်းတဲ့အမှားအတွက်တောင်းပန်ချောင်းကြေညာချက်ထုတ်ခဲ့ရပါတယ်။ပြီးတော့စွန်ရဲ့မိသားစုကလည်းအချိန်နဲ့တပြင်းချင်းဆက်သွယ်ပြီးလိုအပ်တဲ့အကူအညီတွေကမ်းလှမ်းထားတယ်လို့အီဗာလေချောင်းလိုင်းကပြောပါတယ်။ဝဒန်းတွေနဲ့ခရီးသည်တွေရဲ့လုံခြုံရေးနဲ့ကျန်းမာရေးဟာလေချောင်းလိုင်းအတွက်အမြဲဥစားပေးအဆင့်သတ်မှတ်ထားတဲ့ကိစ္စလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားခဲ့ပါတယ်။ အခုအခါထိုင်ဝမ်အနာဘောင်တွေနဲ့လေချောင်းလိုင်းပူးပေါင်းပြီးစွန်မကွဲလွန်ခင်နာမကျန်းဖြစ်နေတော့ကလိုအပ်တဲ့ကျန်းမာရေးအထောက်ပံ့တွေနဲ့ခန်းစားခွင့်တွေရရှိခဲ့ရလားဆိုတော့ကိုပြန်လည်စစ်စစ်အစုံစမ်းနေပါတယ်စွန်ဟာစပရင်မလာ24ရက်နေ့တော့ကအီတလီနိုင်ငံမီလန်မြို့ကနေလေချောင်းလိုင်းဌာနချုပ်တရှိရာတိုင်ယွန်မြို့စီဥတီပြန်တန်းတဲ့ခီးစံတော်တွင်နာမကျန်းဖြစ်ပွားခဲ့တာပါသူဟာတိုင်ယွန်လေစိတ်ကိုရရောက်ခြင်းစေးုံတက်ခဲ့ရပြီးအော်တိုဘာ၈ရက်နေ့မှာကွဲလွန်သွားခဲ့တာဖြစ်ပါတယ် သူတေဆုံးပြီးနောက်ပိုင်းမှာလေကြောင်းလိုင်းကစက်တင်ဘာလတုန်းကစေယုံတက်နေခြင်းခွင့်ယူထားတဲ့ကိစ္စစာရွက်စာတမ်းတွေတင်ပြဖို့ message လမ်းပို့ခဲ့တာလို့မိသားစုကပြောပါတယ်။ဇွန်နဲ့တူအဲ့ဒီလေကြောင်းလိုင်းမှာအလုတ်လုတ်ကင်ခဲ့တဲ့လုပ်ပေါ်ကင်ဘတ်တို့ကအဲ့ဒီအမျိုးသမီးဟာနေထိုင်မကောင်းဖြစ်နေချိန်မှာတောင်ခွင့်ယူလို့မရခဲ့ပဲအလုတ်ဆက်လုပ်ဖို့ဖိအားပေးခိုင်းစေခံခဲ့ရကြောင်းပြောကြားခဲ့တဲ့နောက်သူတေဆုံးမှုကိုထိုင်ဝမ်မှာစိတ်ဝင်စားမှုတွေမြင့်တက်လာခဲ့တာပါ။မှတ်တမ်းတွေအရတော့ဇွန်ဟာလွန်ခဲ့တဲ့6လအတွင်းပြင်းမြတလောက်ကိုလင်းရင်ပေါ်လိုက်ပါချင်း 85နာရီဝန်းကျင်ရှိခဲ့ပြီးဒါဟာတပ်မတ်စံနှုန်းတွေနဲ့ကန့်ညီတယ်လို့သိရပါတယ်ရှင်